ျွန်တော်ကတ်သလိုက်တွေထင်တာကလေတော်တော်လေးအဲ့ဒါတော့ကျွန်တော်တို့ကအတိုက်ခံစန့်ကျင်ပြီးပြောတာမဟုတ်ပါဘူးဘာသာသူတွေကိုခုနကဖာသာတင်ဝင်းပြောသလိုဖျားတကယ်ရစေချင်ကျွန်တော်တို့ကတ်သလိုက်တွေထင်တာကလေတေဂန်နေ့မှာဘုန်းကြီးပြေးခေါ်လိုက်ပရိတော်စီလေးလူလိုက်ပြီးပြီးမိုးကောင်းကင်ရောက်သွားပြီလို့ထင်တာမဟုတ်ပါဘူးမဟုတ်ပါဘူး ပရိတော်ဒီပရိတော်စီလူလို့မိုးကောင်းငင် ရောက်တာဟုတ်ဘူးဖခင်ယေရှုတော်ခံစားရခြင်းအတိအမှတ်တစ်ခုအနေနဲ့ခမရကိုပရိတော်စီလူပေးတာဖြစ်တယ်ကျွန်တော်ကက်သလိတော်များများထင်တာအော်ပရိတော်စီလည်းသူရသွားရှာတယ်တည်တဲ့အချိန်မှာလည်းဖုန်းကြီးတွေကပေါ်မပေါ်မန္လိသာသနာမှာအပား80ရှိတာ85ပါးလာတယ်နော်ဖုန်းကြီးတွေလည်းအကုန်လာတယ်ပေါ်မပေါ်နော် အလောင်းကိုလည်းကြီးလိုက်စိတ်ပရိကလက်မှာတကုံးနော်လက်နဲ့ကျွန်တော်မလုပ်တာတော့စိတ်စိတ်ပရိလေးလက်ရစ်ထားတာလယ်ဘေးမှာတကုံးတချို့ဆို6ရောက်မှာတော့ပတ်ထားလိုက်သေးတယ်နော်တကုံးလုံးပတ်ပါလားကျွန်တော်အဲ့လိုလေးပတ်ပြီးမှချလိုက်ချပြီး300စိတ်ပရိစိတ်တခါ900စိတ်ပရိစိတ်တလပြည့်စိတ်ပြီးစိတ်ပြီးရင်ဒီဒီဝိညာဉ်မိုးကောင်းငင်ရောက်ပြီလို့ကျွန်တော်ကယူဆကြတာဖြစ်တယ်ကျွန်တော်ပြောမယ် ဖယားကိုမသိဘဲနဲ့မိုးကောင်းကင်မရောက်ပါဘူးဖယားကိုမသိဘဲနဲ့မိုးကောင်းကင်မရောက်ကျွန်တော်တို့ကတ်သလိုက်တဲ့နေထိုင်အသက်ရှင်တဲ့ဟာကိုကြည့်ကြည့်ဖယားမသိဘူးဆိုတာတော်တော်သေးကြတယ်ဖယားကြောင့်လာတယ်ကွန်စားပြီးလာတယ်ဆက်လိုက်တော့ပြီးလာတယ်အရက်တော့ပြီးလာတယ်တချို့အာဘလာဖြစ်ရတော့မှအရက်မှုပြီးလာဖြစ်တဲ့သူတွေရှိတယ်ဖယားကြောင့်အပေါက်မှာပဲနေပြီးမှခုနကဖာသာတေဝင်းပြောသလို့ ဩဝါဒလည်းစိတ်မဝင်စားဘူးကျမ်းစာဖတ်တာလည်းစိတ်မဝင်စားဘူးအထဲမှာဘာလုပ်နေလဲစိတ်ဝင်မစားဘူးဖယားဆိုတာလည်း तू သိလဲမသိဘူးခဏနေကြလာပြီခရစ်စွီကိုရောမြတ်အာမင်ဆိုပြီးဘယ်ပြန်ထွက်သွားတော့ဟိုတစ်ပင်အောက်ပြန်ထွက်သွားတယ်ဒါပဲကျွန်တော်မနေ့ညကပြောတယ်မနေ့ကမနေ့ကမနေ့ကပြောတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကဘု து ရဲ့ခန္ဓာကိုယ်တော့တန်ရှင်းသောဝိညာဉ်တော်ဖျားကိန်းအောင်ရာဗိမ္မာန်တော်ဖြစ်တယ် ဒီဖြင့်လူမျိုးတွေတော့ကျွန်တော်မသိဘူးကျွန်တော်တို့မန်လေးသာသနာမှာဆိုရင်ယွာကိုဆရာတော်ကြွလာမယ်ဆိုရင်ဘယ်လိုကြွကြတော့ဆရာတော်ကတဏှာကြီးရောက်မယ်ဆိုရင် မနဲ့ဆယ်နာရီတက်ကလမ်းမပေါ်မှာဖြစ်တာတော့ရောက်နေပြီဘုံနေရောဘာတွေရောညာတွေရောကာရီနေဆိုရင်ပုံဆိုးတယ်ကျွန်တော်တို့ဟုတ်တယ်နော်ဟောဒါအပြစ်တင်တာမဟုတ်ဘူး နော်ကာရီနဲဆိုကျွန်တော်လည်းဟောမနေ့10နာရီကာရီနဲတနာရီမှလာပါမနေ့10နာရီတက်ကရောက်နေပြီးဩသချင်းတွေရော လူတွေရော ပြီးဝေါ်တွေလားဖာတွေလားညာဘလူဘလူဘလူကာရီနဲကိုမြင့်မြင့်မြတ်မြတ်နဲ့တင်ဖို့ရာအတွက်ဟုတ်တယ်နော်အကောင်လုံးပြင်ကြတယ်ဩကာရီနဲကြီးလာတော့ရှင်မဝိုင်းကာရီပဲကာရီကိုကြိုးစိုးကြတယ်ဩလည်းမျိုးမျိုးလုပ်ကြတယ်ဒါပေမဲ့ အဲ့ဒီကာရီနယ်တဲ့အစာပေါင်းမြောက်များစွာ မြင့်မြတ်တော်မူသောကိုရောမြတ်ဆက်ဂရမန်ဥမာဂိမ်းအောင်တော်မူသောဖယားခမရရင်ပတ်တဲ့ခမရခန္ဓာကိုယ်နဲ့လာဖို့ကြဘာမှမပြင်ဘူးဗျာဘာမှမပြင်ဘူးဗျာနားလည်လားမသိဘူးဘာမှမပြင်ဘူးဖယားကြောင့်သွားမယ်လေသွားမယ်ဝိတရားကြီးဒီနေ့ပြာခံတဲ့နေ့ဖယားကြောင့်သွားရအောင်ပါနော် အပေါက်မှာထိုင်တာပြီးပြာခံပြီးပြန်ထွက်သွားတာမင်းပြာတော့လောင်းပေးလိုက်အောင်ပဲတကူလုံးပြာခံလို့မိုးကောင်းငယ်မရောက်ဘူးပြာခံခြင်းရဲ့အတိတ်ပဲကနောင်တရခြင်းနောင်တရဒီနေ့ဝါကျွတ်တဲ့နေ့လေဖះเจ้าပွားရအောင်ပဲကျွန်တော်ကတ်သလိုက်ကဖះเจ้าပွားပဲပွားတာပွားပဲပွားတာဖះနဲ့မသွားဘူးဖះလည်းရ မလာဘူးဒီနေ့ဝါကျွတ်တဲ့နေ့ပါစကားဝိတရားမကြေရင်သင်ញိုင်းမရဘူးအဲ့ဒါကြောင့်မလို့ပါစကားဝိတရားခြေကိုခြေရမယ်ပါစကားဝိတရားမကြေရင်ဖုံးကြီးကမလိုက်ဘူးတဲ့ကျွန်တော်တို့သိကြပါတယ်ကချင်ပြည်နယ်မှာစစ်ဘေးတွေဖြစ်နေအမျိုးမျိုးတည်သွားတဲ့ဘာသာသူတွေအများကြီးရှိတယ်ဖုံးကြီးလည်းမတွေ့လိုက်ရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ် ရိတ်တော်စီလည်းမရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ်။ဘုံကြီးလိုက်မှမိုးကောင်းငယ်ရောက်တာမဟုတ်ဘူး။ဖျားရှိမှမိုးကောင်းငယ်ရောက်တာ။ကျွန်တော်ပြောတာနားလည်ဖို့လိုတယ်နော်။အသင်းတော်ကိုဆန့်ကျင်ပြီးပြောနေတာမဟုတ်ဘူး။ကျွန်တော်လူတွေမှားနေတဲ့အရာတွေပြောပြတယ်။ကျွန်တော်ကအော်ပရိတ်တော်စီလည်းလူလိုက်ရရင်ဖျားကြောင့်တက်တယ်တက်ပါတယ်တက်တယ်တက်ယုံပဲတက်တာဝိတရားကြီး နော်ဖះเจ้าဆိုတော့ခေါင်းကကြိုက်တာတီဗီရှိကြတနေ့ကိုထိုင်တယ်တီဗီရှိကြတနေ့ကိုထိုင်နောက်တစ်ခုကကျွန်တော်ဒါမျိုးနိုဘီနာတွေကောင်းပါတယ်နိုဘီနာတွေလောက်ပါဒါပေမဲ့ကျွန်တော်ပြောမယ်ကျွန်တော်ရွာမှာလည်းရှိတယ်ရွှေကြမ်းတန်းမှာလည်းရှိတယ်မုံလမှာလည်းရှိတယ်ချမ်းသာရွာမှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဖះเจ้าတစ်ခါမှမလိုက်ဘူးညောင်လေးပင်ကြတော့ကိုယ့်ရဲ့လုံးသွားမှာ ပခောက်ကူပွဲသွားမှာနေရောညာရောမိုးရွာလဲထိဆောင်သွားမှာနော်ညာအချမ်းသာကုန်းသွားမှာမေတော်ကပြေးမှာဆိုတော့သွားမှာသွားမှာအိမ်ပြန်ရောက်လာဖခင်เจ้าတခါမတက်အိမ်ပြန်ရောက်လာဖခင်เจ้าတခါမှ မတက်ဘူးအဲ့ဒါဖခင်မကြိုက်သောအသက်တာဖြစ်တယ်ဖခင်မကြိုက်သောအသက်တာဖြစ်တယ်ဖခင်က ကျွန်တော်တို့နဲ့အတူတူနေခြင်းသောကြောင့်မိုးကောင်းငယ်ကနေလူအဖြစ်ကိုယူတော်မူသောဖခင်ဖြစ်တယ်။အေမာနွေလဆိုဒီမှာငါတို့နဲ့အတူရှိတော်မူသောဖခင်သခင်ဖြစ်တယ်။ကကဘာကုန်သည့်တိုင်အောင်သင်တို့နဲ့ငါအတူရှိမိအသင်းတော်ကဘာသာသူတွေဖျားเจ้าမတက်ဖြစ်မှာစိုးလို့လို့တပတ်တနစ်ကို အနည်းဆုံးတစ်ကြိမ်အာဘတ်ဖြေပြီးတစ်ကြိမ်ဖျားเจ้าတက်ပါလို့ပြောတာ အတိအကျလိုက်နာတဲ့ဘာသာသူကတစ်ချိန်မှတ်တက်ပြီးတစ်ချိန်မှဖြေတယ်။ကျောင်းသားကဘာပြောလဲဆိုရင်ဖရာသခင်နှုတ်ကပတ်တော်ကို နေညမပြတ်စင်ကျင်အောင်မိတ်တော်သူသည် မင်္ဂလာရှိဖရာကကျွန်တော်တို့ကိုနေညမပြတ်စင်ကျင်အောင်မိတ်ခိုင်းတာတစ်နှစ်တစ်ခါပဲဖရာကြောင့်တက်ခိုင်းတာမဟုတ်ဘူး။ နားလည်လားမသိဘူးတခင်ယေရှုဘာဖြစ်လို့သေခဏတော့အဲပြောငါတို့သည်အိတ်လျက်ရှိသည် ဖြစ်စေနိုးလျက်ရှိသည်ဖြစ်စေထိုးသခင်နှင့်အတူအသက်ရှင်ပါမိအကြောင်းခရစ်တော်သည် ကားတိုင်းပေါ်မှာအသေးခံတော်မူသည်အဲ့ဒါကျွန်တော်ရှင်းပြပေးပြီနော်ရှင်းပြပေးပြီသခင်ယေရှုကလေကျွန်တော်တို့နဲ့24နာရီအတူတူနေခြင်းလို့ကားတိုင်းပေါ်မှာအသေး ံခြင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဖရားကိုတစ်နှစ်တစ်ခါပဲရှိခိုးကိုကိုွယ်တစ်နှစ်တစ်ခါပဲရှိခိုးကိုကိုွယ်တယ်အဲ့ဒါတော့မှသင်းချိုင်းနေရမရမှာစိုးလို့သင်းချိုင်းနေရမရမှာစိုးလို့တာပါစကားဝိတရားမကြေမှာစိုးလို့ဖရားနဲ့ကျွန်တော်တို့ကြားမှာဝိတရားဆိုတာမရှိဘူးချစ်ချင်းမြတ်တာတရားပဲရှိတယ်တဲ့မှာမိဘတွေရှိတယ် ကိုသားသမီးကကိုနားမှာနေနေတဲ့အချိန်မပြောဘူးလားစိတ်မချဘူးလားစိတ်ချနေတယ်ကိုသားသမီးကိုနားမှာရှိနေတာကိုမိဘကပြောနေတာဖယားကကျွန်တော်တို့ရဲ့အဖေဖြစ်တယ်ခမဖယားနားမှာရှိနေခြင်းကိုဖယားကပြောနေတာပြောနေရင်ဖယားခမတော့ကြောင့်ပြောနေခမအများကြီးဆူတောင်းစရာမလိုဘူးကျွန်တော်မနေ့ကျွန်တော်ပြောတာက ်ခမရဖရားရဲ့နှလုံးသားကိုတိသွားတယ်ဖရားကခမရနှလုံးသားကိုတိသွားပြီဆိုအများကြီးဆုတောင်းစရာမလိုအများကြီးဆုတောင်းစရာမလိုကျွန်တော်ညအတိုင်းစိတ်ပြီးစိတ်တယ်အခုလည်းစိတ်ဆုမတောင်းဘာဖြစ်လို့စိတ်ပြီးစိတ်တောင်းသိလားမေရော့ကိုချစ်လို့ဒါပဲမေရော့ကိုချစ်လို့ဆုမတောင်းချစ်လို့စိတ်ပြီးစိတ်တာကျွန်တော်နေ့တိုင်းဖခင်နဲ့အတူနေတယ် နေ့တိုင်းကိုရမြတ်ဖူးတယ်ကျွန်တော်အတွက်ကျွန်တော်တစ်ခါမှဆုမတောင်းဘာဖြစ်လို့လဲကိုရောရဲ့ဂယုနာကိုရောရဲ့မြစ်တာ ကျွန်တော်အတွက်လုံလောက်တယ်ကိုရောဒါပဲတပိတော့ဖယားရှိခိုးတာကိုရောကိုချစ်လို့တပိတော့ဖယားနဲ့အတူနေတာကိုရောကိုချစ်လို့ဒါပဲအဲ့ကျွန်တော်ဒီဒီနေ့ဘာသာသူတွေကိုနားလည်စေချင်တာကကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့မလုပ်ရမှာ တေးရမှာကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့တေးရမှာဖြစ်တယ်နော်တေးရမှာဖြစ်တယ်တေးလို့ရှိရင်ပြိတ္တော်စီလူးတာနဲ့မိုးကောင်းခင် မရောက်ပါဘူးမရောက်ဘူးနော်ဖုန်းနဲ့ recording လုပ်ထားပြီးဆရာတော့သွားပြဖာသာဝင်းမြတ်အဲ့လိုတရားဟောတယ်လို့အေး तू ကပြောလိုက်မယ်ဟုတ်တယ်လို့ပြောလိုက်မယ်ဟုတ်တယ်လို့ပြောလိုက်ပြိတ္တော်စီလူးလိုက်တာနဲ့မိုးကောင်းခင်မရောက်ဘူး ဖုံးကြီးအပား80လာလို့မိုးကောင်းခင်မရောက်ဘူးခမည်းဘုရားအသက်တာမှာဖျားရှိပြီးမှအဲ့ဖျားနဲ့အတူတူနေထိုင်အသက်ရှင်ခဲ့မှသာလေမိုးကောင်းခင်ရောက်တာရွာမှာကာရီနဲ့လာလို့ရှိရင်အပြတ်သက်ကြိုဆိုကြတယ်ဗျာတနုံးကနေဖျားเจ้าမှာကိုရောမြတ်ပြင့်မဲ့အချိန်မှာကျွန်တော်တို့မပြင်ထားဘူးမပြင်ထားဘူးဘာမှပြင်မထားဘူး ။ဗဇက်လည်းပြင်မထားဘူး။နှလုံးသားလည်းပြင်မထားဘူး။အုံနောက်လည်းပြင်မထားဘူး။အဝိအစားတော်မပြင်ဘူးပြ။အဲ့ရဘွားတိုင်းထားပြီးထွက်လာ။နော်။အဲ့ရဘွားဒီတိုင်းထားပြီးထွက်လာ။ဘာမှမပြင်မဲနဲ့ဘာလို့လဲ။ဖះကြောင်လာပြီးဘသူ့ကိုပြင်ယူတော့ဖះကိုပြင်ယူတယ်။ဖះကြာကြာနေလို့ရမလား။ကြာကြာနေလို့ရမလားမရဘူးကျွန်တော်ဒီနေ့ကိုကိုကို တန်ဖိုးရှိတော်သူဆိုတာတိဖို့လိုတယ်ကိုကိုကိုရတဲ့ဖျားကိုကိုတိဖို့လိုအပ်တယ်နော်နောက်တစ်ခုကျွန်တော်သတိပေးချင်တာဘာလဲဆိုရင်ဝိဆောင်ပွဲတွေလာတယ်လာပြီးရင်မန္တလေးတို့တနေရာတို့မှာကျွန်တော်နဲ့တွေ့လို့ရှင်လူတွေကအများနဲ့ညီးကြတယ်ကိုတော့တပည့်တော်တို့ဝိဆောင်ပွဲတွေတက်ပြီးပြန်သွားတဲ့အချိန်အိမ်ကယောက်ျားလေး ကျန်းစာပြောပြတာဘလို့မှလက်မခံဘူးကိုတော့ဘလို့မှသူ့ကိုပြောင်းလဲလို့မရဘူးကိုတော့ပြောကြတယ်ကျွန်တော်တို့နော်တချို့ကလည်းဟောကျန်းစာပတ်ကြည့်ပြီးကျန်းစာဖတ်မယ်ဆုံးဖြတ်လိုက်ပြီနော်ကျန်းစာအိမ်ရောက်ရင်ကျန်းစာဖတ်တယ်နော်ဒါပေမဲ့သားသမီးကိုဘလို့မှကိုတော့ပြုတ်ပြင်လို့မရဘူးကျွန်တော်ပြောမယ်ကျန်းစာဖတ်တာသူများကိုပြုတ်ပြင်လို့ဖတ်တာမဟုတ်ကိုယ့်ကိုယ်ကိုပြုတ်ပြင်လို့ဖတ်တာအဲ့ဒါမှတ်ထား 金沙拍打，大家好不，拍单不好不，对面个标品不，拍单不好不，搞搞搞标品不，拍打，看别金沙拍人呢，那来搞搞搞标品多，对面看别个接人呢标品没他屁股，是的，是的。这个朋友的，偶尔来陪我，金沙拍路没用。偶尔来陪我，金沙拍路。 မိလာနော်အော်မိလာဆရာကျေးဇူးတော်อ่ายาบีไปสาบีล่ะไปหยอดตายเออ ျမ်းစာဖတ်တာသူများအတွက်ဖတ်တာမဟုတ်ဘူး။အော်ဒီမှာကျမ်းစာဖတ်ဖတ်ဖတ်ဆိုဟာမိုက်မိုက်ဒီပွိုင်းဟောက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 ောလာဟောကောလ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 ာမကြည့်တဲ့နော်ဒီမှာကြည့်တဲ့နော်နင့်ပြောနေတာကွက်တိပဲ။နင့်နင့်နင့်ပြောနေတာဒီကျမ်းစာကျမ်းနင့်ပြောနေတာမဟုတ်ဘူးသူမပြောမင်းပြောတာကျမ်းစာမှာဆိုမင်းကိုပြောတာကျွန်တော်ကျမ်းစာဖတ်တိုင်းမှာကျွန်တော်ဘုရားအသက်တာမှာပြည့်ပြင်စရာတွေအများကြီးအများကြီးတွေ့အများကြီးတွေ့ ကျမ်းစာဖတ်တိုင်းဖတ်တိုင်းမှာကျွန်တော်ဟာမကောင်းသောသူအပြစ်သားပါဆိုကျမ်းစာကျွန်တော်ကွက်ကွက်ခွင်းခွင်းကို ထောက်ပြလာကွက်ကွက်ခွင်းခွင်းကိုထောက်ပြလာသူများကိုကျွန်တော်ကျမ်းစာနဲ့ပြင်ဖို့မကြိုးစားဘူးကျွန်တော်ခံစားရတာကိုပဲကျွန်တော်သူများကိုပြောပြတယ်ကျွန်တော်အခုတရားနာဘေးကယောက်ျားရှိတယ်ဘုန်းကြီးတရားကွက်တိပဲတိတယ်ကြားတော့နင်ကြတော့နင်ကြတော့ဘုန်းကြီးတရားကွက်တိပဲနင်ကြနင်ကြမလို့ငါကြဖို့လိုတာ ဟုတ်တယ်နော်ငါကြောင့်တချို့ကလည်းလာသေးတယ်မစ္စတာကိုရောတပည့်တော်မှယောက်ျားပြောင်းလဲအောင်ဟောပေးသမှာနင်တို့အတူတူလက်အဲ့တဲ့လင်မယားတော်မှမဟောနိုင်ငါဘလို့ဟောရမှာလို့နော်ငါဘလို့ဟောရမှာတော့တပည့်တော်မှယောက်ျားပြောင်းလဲအောင်ဟောပေးသမှာနင်တို့အတူတူနေတဲ့လူတော်ပြောင်းလဲမရငါဘလို့ပြောင်းလဲလို့ရမှာလို့ကျွန်တော်ပြောမယ် ူများကိုပြောင်းလဲစေခြင်းလားခမရအားဖြင့်သူများကိုပြောင်းလဲစေခြင်းလားကိုကိုယ်တိုင်အရင်ပြောင်းလဲကိုကိုယ်တိုင်အရင်ပြောင်းလဲခမရကျန်းစာဖတ်တာအေးဝေကလေးလှုပ်ဖို့မဖတ်နဲ့အဲ့ဒီအေးဝေကလေးကသူများသွားလို့ရမလို့ကိုကိုကိုအရင်အေးဝေကလေးလှုပ်သူများကိုအေးဝေကလေးလှုပ်ဖို့ကျန်းစာမဖတ်နဲ့အဲ့ဒါခရစ်ယာန်တွေရဲ့ပြဿနာ